မှာဒီဗီဒီယိုလေးနှစ်ပုဒ်ကိုရှင်းစင်နောက်စင်တွေ့လိုက်တဲ့အခါမှာကျွန်တော်ရဲ့ခေါင်းထဲမှာအတွေ့တစ်ခုဝင်လာခဲ့ပါတယ်။ဒါကြောင့်လည်းဒီဗီဒီယိုလေးနှစ်ပုဒ်ကိုကျွန်တော်ရဲ့ကြည့်ရှုနေကြတဲ့ viewer တွေ knowledge sharing ကိုယူရပြီးတော့မှပြန်လည်ပြီးတော့ reaction လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဆိုတော့ reaction မလုပ်ခင်မှာတုံ့ဆန်တိုင်းပဲအရင်ဆုံးဗီဒီယိုလေးတွေကျွန်တော်ဖွင့်ပြမယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်ရအောင်။ဒီလိုပြောမှာဟမ်။ဟိုမှာဗျာ hello လေး။ကြားလေးကြည့်ကြည့်နော်။ဟမ်။ဒီတော့ဟောနတီးရတဲ့ချိန်နဲ့လေးအပေါ်ရမ်းမှာလည်းရအောင်ကြမ်းနေဟမ်။ dia mana lima kelon nol yang nama tu wadah nama bercon tu ni yang tu wadah nama pabian tu ni kan dia boleh yang mana leh ha ha kami ni yer ni cuma nak kami jumpa macam mana kata kata bilang kata kata bilang ha rosu eh no kata dia lah iya rosu ความมันเลยอ่ะตัวเนี่ยเนี่ยเอาเนี่ยมาสรุปสปีนเนี่ยเล่นเนี่ยเอาดี ကျန်တဲ့ဇကားတွေကတော့ Okay so view လေးကတော့ဒီလောက်ပဲဗျာတကယ်ကိုမိနစ်ပိုင်းတူတူလေးပဲဖြစ်တယ်ပေါ့နော်ဒီ video file လေးကိုကျွန်တော်မြင်လိုက်ရတော့စိတ်ထဲလည်းမကောင်းပါဘူးမကောင်းပါဘူးဆိုတော့ရှားတော့မဟုတ်ပါဘူး main clip တယောက်ကိုမျိုးသားဖြစ်တဲ့သူကအဲဒီလိုမျိုးကန်နေတယ်ဒီလိုမျိုးစပင်းနေဆွဲနေတယ်မြင်ခွင့်ရကျွန်တော်တို့လည်းသိတော့အဆင်မပြေဆိုကျွန်တော်အချစ်ရှုနေချင်ပြရည်လေအဆင်ပြေမဲ့မြင်ခွင့်တော့မဟုတ်ဘူးတိုးတော်လည်းပဲဘာကြောင့်ဒီလိုမျိုးတွေလောက်တာလဲဆိုတော့လေးလာကြည့်လိုက်တဲ့အခါမှာကျွန်တော် video file ထဲမှာမြန်မာလိုပြောသွားတဲ့စကားတူတူလေးတော့ကျွန်တော်ကြားလိုက်တယ်ဖောက်ပြန်လို့နောက်ဖောက်ပြန်လို့မျိုးသမီးဖြစ်တဲ့သူက ်ပေါက်ပြန်တဲ့အတွက်မျိုးသားဖြစ်တဲ့သူကသူ့ရဲ့ဇနီးမယားပေါ်မှာအခုလိုမျိုးပြုမှုကျင့်ကြံလိုက်တာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးမြင်ကွင်းကဖြစ်တင်လာပေါ့နော်ဖြစ်တင်လာဆိုတော့လေအဲကျွန်တော်နေဒီ reaction မှာပြောပြပေးသွားမှာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းမပြောပြခင်မှာနောက်ထပ်ဒီ video file ကိုကျွန်တော်ထပ်ပြီးတော့တစ်ချိန်လောက်ထပ်ကြည့်ချင်ပါသေးတယ်နော်နည်းနည်းလေးပို့ပြီးတော့မှအဒီအကြောင်းအရာကိုပြောရတဲ့အခါမှာပို့ပြီးတော့နည်းနည်းနည်းလေးကျွန်တော်တွေးလို့ရအောင်ပါโอเคဆိုတော့ကျွန်တော်ကြည့်လိုက်အောင်ထပ်ပြီးလို့ပြောမှာဟမ်ဘုမမင်းငါလို့နေ นี่ไม่รู้โยมเลยเนี่ยว่าออนที่อาติตย์ที่นั่นรีเอปเยังมาเดลเลยยังไงนะยังไม่นั่นลีมากันเล่นนั่นเลยยันมันเตอร์ว่าแต่นั่นไม่ชช่เตอร์นี่ยยังเตอร์ว่าแต่นั่น่าวยังเตอร์นี่ท่านลีเอปเยังมาเลยเหรอฮะทำนี้เยอะในช่วงนวลาทำนี่เยอะใช่ไนมฮะกาตัวกาตัดยังกาตัวกาตัดยังนะฮะ สวยเนาะ สวยอะไรอะโรลี่สวย ော့ဗီဒီယိုထဲမှာတော့အားလုံးမြင်တွေ့တဲ့အတိုင်းပဲကျွန်တော်ကြားလိုက်တာဖောက်ပြန်နေဆိုတော့ညီမအတုံးတုံးလေးတော့ကြားလိုက်တယ်တိုးတော်လည်းပဲနောက်ကစကားတွေကတော့ဒါပြောမယ်ဆိုတော့ခရင်လို့တော့ပြောတယ်ဗျခရင်မျိုးတွေပါတယ်ဆိုရင်တော့ဒါဟုတ်မဟုတ်ကျွန်တော် confirm လေးပြေးပါပေါ့ဒါပေမဲ့လည်းကျွန်တော်ဒီ background ဖြစ်စဉ်ကိုလေ့လာကြည့်မယ်ဆိုရင်တော့အင်တော်ကြီးဖောက်ပြန်တယ်ပေါ့ဗျဆိုတော့ဒီလိုမျိုးအင်တော်ကြီးဖောက်ပြန်တာနဲ့တော့ဖောက်ပြန် တဲ့သူကိုဖောက်ပြန်ခံရတဲ့သူကအခုလိုမျိုးအဲကိုထီးလက်ရောက်ကျူးလွန်ခွင့်ရှိလားအဲဒါလေးကိုကျွန်တော်တို့အနေနဲ့ discuss လုပ်မှာပေါ့ကျွန်တော်အပါကျွန်တော်ကြည့်ရှုနေကြပြီးတော့လည်းလိုက်ပါပြီးတော့စဉ်းစားပေးကြပါလို့ကျွန်တော်အနေနဲ့အရင်ဆုံးပြောချင်တယ်အဲ့တော့ဒီလိုမျိုးကိစ္စတွေကျွန်တော်တို့မြန်မာနိုင်ငံတော်တော်များများဖြစ်နေပါလေလက်ရှိမှာလေနော်လက်ရှိမှာတော်တော်များများဖြစ်တဲ့မြင်တွေ့နေရတဲ့မြင်ကွေးနေရလဲအခုလိုမျိုးမြင်ကွေးနေလဲကျွန်တော်မကြောက်ခဏဆိုသလိုအမျိုးသားဖြစ်တဲ့သူကလှုပ်လိုက်အမျိုးသမီးဖြစ်တဲ့သူကလှုပ်လိုက်နေအမျိုးစုံကျိုးခုံနေကြတယ်နော်ဒီလိုပုံစံမျိုးကြီးကျွန်တော်မြင်တွေ့နေရတယ်အဲ့တော့ဆွေးနွေးစရာရှိတာပါလဲဆိုတော့ဒီလိုမျိုးခြေတော့လ က်ဒီနဲ့အဲကျွန်တော်တို့ဒီလိုမျိုးကျူးလွန်တဲ့သူကိုအပြစ်ပေးလို့ရလားကျွန်တော်အဲ့စိတ်ထဲမှာတော့เนาะပြောမယ်ဒီလိုမျိုးကိစ္စတွေကိုလောက်တော့ကျွန်တော်မကြိုက်တဲ့သူဖြစ်တယ်အထူးသဖြင့်ဒီလိုမျိုးလက်ပါပြီးတော့ကိုထီးလက်ရောက် main ကလေးတယောက်ပေါ်မှာကျူးလွန်တာမျိုးကျွန်တော်လုံးဝမကြိုက်ဘူးဆိုတော့ဒီလိုမျိုးမကြိုက်တဲ့နေရာမှာမေးစရာရှိမှခုနကျွန်တော်ပြောသလိုပေါ့ကိုယ့်ရဲ့အမျိုးသမီးဒီလိုမျိုးလုပ်ရင်မင်းရောဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းရှိတယ်လေနော်အဲ့လိုမေးခွန်းရှိလာခဲ့ရင်တော့ကျွန်တော်တခုပဲပြေးချင်တယ်အဲ့ဒါဘာလဲဆိုတော့ကိုကရောသူ့ဘောမှာတာဝန်ချီလား ပြီးတော့ဘလို့ပြောမလဲလိုလီသေးမရှိအောင်ကျင်နာယူရမှုတွေကိုယ့်ဘက်ကောင်ပေးခဲ့လားနောက်ဒါမျိုးတွေလည်းပြန်စဉ်းစားရမယ်ဖောက်ပြန်တာကြီးပဲကျွန်တော်တို့လက်ညှိုးသွားထိုးလို့မရအောင်ဘာကြောင့်သူဖောက်ပြန်တာလဲအဲ့တော့ကိုယ့်ဘက်ကရောဘာတွေမှားခဲ့တယ်လဲဆိုတာပြန်စဉ်းစားရမယ်အဲ့လိုစဉ်းစားသုံးသပ်တဲ့အခါကျရင်ကိုယ့်ဘက်မှာဘာမှပြစ်ချက်မရှိဘူးဆိုရင်တော့ဒါပြောမယ်ဆိုရင်တော့ဖောက်ပြန်တဲ့လူလွန်တာနောက်ဖောက်ပြန်တဲ့လူလွန်တာအဲ့တော့အဲ့လိုမျိုးလွန်နေသူတယောက်အတွက်သူ့ရဲ့နေရာမှာကျွန်တော်သာဆိုရင်အမျိုးသားတယောက်နဲ့ကျွန်တော်သာဆိုရင် ကျွန်တော်အေးချမ်းချမ်းလေးပဲလမ်းခွဲပြလိုက်မှာတေးကြတယ်ဗျာ။ဘာကြောင့်လဲဆိုတော့အဲ့လိုကိုယ့်ကိုမချစ်တဲ့သူတွားပြီးတော့မှညင်မှန်နှိပ်စက်နေတာရမ်းပူလောင်တယ်ရမ်းပူလောင်တယ်သူ့အတွက်လည်းမကောင်းဘူးကိုယ့်အတွက်လည်းပူလောင်တယ်နော်ကိုယ့်အတွက်လည်းပူလောင်တယ်ဆိုတော့ဒီလိုပူလောင်ခြင်းတွေကိုထပ်ပြီးတော့ယူနေမဲ့အစားအေးချမ်းတဲ့နောက်ထပ်ဘဝတစ်တစ်ခုကိုရှောက်လန်းဖို့ကိုယ့်ဘက်ကိုလူလွတ်တယောက်နေနဲ့အေးချမ်းချမ်းလေးနဲ့ဘဝဖြတ်သန်းလိုက်တာမှပို့ပြီးတော့အထိပ္ပယ်ပြည့်စုံမယ်လို့တော့ကျွန်တော်ယုံကြည်ရဗျာပြီးတော့ကိုကိုတိုင်းကလည်းဒီလိုမျိုးနှိပ်စက်ညင်မှန်းတဲ့ ဘယ်လိုပြောမလဲအာတီသားမရှိတာလဲပါရကောင်းပါလိမ့်မယ်တချို့ယောက်ျားတွေကတော့မဟုတ်ဘူးပြတော့တောင်မထိန်ချုံနိုင်တာရှိတယ်เนาะဒါကိုလည်းအပြစ်တစ်ခုရယ်လို့တော့ကျွန်တော်မပြောလို့ပေမဲ့အတက်နိုင်ဇုံတော့ကိုယူထားတဲ့အမျိုးသမီးပုံမှာခြေဒီလက်တွေနဲ့ဒီလိုမျိုးညင်မနှိပ်ဆက်တာမျိုးကတော့မလုပ်စေချင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီအမျိုးသမီးတယောက်လက်ထက်ထိမ်းမြလိုက်တယ်ဆိုတာကလေသူ့ရဲ့ပြောမင်းဆိုရင်ခေါင်းဆခြေစုံတကိုယ်လုံးကိုကျွန်တော်တို့ကပြောမင်းဆိုရင်ဘဝရဲ့လက်ချံအချိန်တွေကိုစပြီးတော့ယူလိုက်တဲ့အချိန်အစားလက်ချံအချိန်တွေအားလုံးကို လုံးဝ100%ပိုင်ဆိုင်သွားတယ်လို့တော့ကျွန်တော်လည်းမမှတ်ယူသေးချင်ဘူးမမှတ်ယူသေးချင်ဘူးเนาะဘာကြောင့်လဲဆိုတော့သူ့ကိုလက်ထပ်လိုက်တယ်ဆိုတော့ကိုနဲ့ဂျာမဘဝခီးလန်းတစ်ခုအတူတူရှောက်ကြဘူးအတူတူရှောက်ကြဘူးဒီလိုရှောက်တဲ့နေရာမှာကွဲခွင့်ကွာခွင့်လည်းရှိတယ်ကြိုက်ချင်းမကြိုက်ချင်းလည်းရှိတယ်အဲ့ဒါကိုလက်ခံထားတတ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ငါကြိုက်သူနေနေရမယ်ဆိုတဲ့ပုံစံကွက်ထဲမှာလူတစ်ယောက်ကိုနောက်ထပ်လူတစ်ယောက်ကထည့်ပြီးတော့ကျွန်တော်တွတ်တွင်းပြီးတော့သွားဖို့ဆိုဘယ်လိုမှမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့လူဖြစ်နေလို့အယုံမဟုတ် အယုံမဟုတ်တဲ့လူဆိုတာခံစားချက်ရှိတယ်အဲ့တော့သူ့ရဲ့ခံစားချက်ကိုယ့်ရဲ့တုံ့ပြန်မှုပေါ်မှာလည်းအများကြီးဆိုင်တယ်ကိုယ့်ရဲ့တုံ့ပြန်မှုကကောင်းတယ်ဆိုရင်သူ့ရဲ့တုံ့ပြန်မှုကလည်းကောင်းလာနိုင်တယ်ကောင်းလာနိုင်တယ်ပဲပြောရအောင်လုံးဝကောင်းမယ်လို့ကျွန်တော်မဆိုလို့သေးလူဆိုတဲ့သဘောတရားကိုယ်ကောင်းဝင်မယ်လေသူကောင်းချင်မှကောင်းလာအဲဒါပေမဲ့အတက်နိုင်ဆုံးတော့ကိုယ့်ဘက်ကကောင်းအောင်ကိုယ့်ဘက်ကနေထိုင်မယ်ပြုမှုဆက်ဆံမယ်ဆိုရင်သူ့ဘက်ကကောင်းလာဖို့ရခိုင်တော့များတယ် နော်အဲ့လိုပဲဒါပေမဲ့လေဒီလိုမျိုးကောင်းတယ်မကောင်းဆိုတဲ့နောက်မှာကျွန်တော်တို့ကမကောင်းတာနဲ့ကြုံကြိုက်လာတဲ့အခါကျရင်လေဒီလိုမျိုးပြုမှုဆောင်ရွက်ရမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ရဲ့အတူအခေါ်ထဲမှာထည့်ထားလို့တော့မရတာအမှန်ပဲအဲ့လိုထည့်ထားတဲ့ဆိုရင်လေလုံးဝမဖြစ်တင်လို့တော့ကျွန်တော်အနေနဲ့အကြံပေးချင်တယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်အားလုံးမြင်တွေ့ရတဲ့မြင်ကွင်းကမြို့သမီးဖြစ်တဲ့သူကဖောက်ပြန်တယ်ဘာကြောင့်ဖောက်ပြန်တာလဲဆိုတော့ကျွန်တော်ရှေ့မှာပြောသလိုပဲ तू ကဘလောက်ကောင်းလို့လဲဒါအမေးစရာရှိတယ်အကယ်၍ तू ကကောင်းတယ်ဆိုရင်တော့ဖောက်ပြန်တဲ့မြို့သမီးကမှားတယ်နော် သို့တော်လည်းပဲသူကမကောင်းဆိုရင်ဖောက်ပြန်တဲ့အမျိုးသမီးကမှန်တယ်လို့တော့မဆိုလို့ဘူးလမ်းခွဲပြီးမှနောက်ထပ်တစ်ယောက်ကိုအောင်းသိနေထိုင်တာမျိုးဆိုကျွန်တော်လက်ခံပေးလို့ရတယ်လက်ရှိမှာတရားဝင်ဇနီးမယားရှိတယ်တရားဝင်အမျိုးသားရှိတယ်ဆိုရင်တော့ဖောက်ပြန်မှုကလုံးဝမလုပ်တဲ့နဲ့လုပ်ရလို့တော့ကျွန်တော်အနေနဲ့မှတ်ချက်ပေးချင်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုဖောက်ပြန်လိုက်တဲ့အခြေအနေမျိုးပုံမှာဒီလိုမျိုးကိုထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့ဟိုကလည်းကျွန်တော်နောက်ထပ်စဉ်းစားချက်တစ်ခုရှိတာပါလဲဆိုတော့အရှင်တဲကဟောဒီအမျိုးသားကဒီအမျိုးသမီးပေါ်မှာ လက်တီချီပါခဲ့ဘူးသလားဆိုတာလည်းမေးခွန်းထုတ်စရာပဲ။ဒါကြောင့်လဲဆိုတော့တယောက်ရဲ့အချင်းစရိုက် character ဆိုတာမျိုးကတခါတည်းမှာထိန်းချုပ်ရခက်ပါတယ်။အရှိမကိုကဒီလိုမျိုးကိစ္စတွေကိုလုံနေလုံဆရှိတယ်ဆိုရင်ခြေပါလက်ပါရှိတယ်ဆိုရင်ဒီလိုကိစ္စတွေဖြစ်လာတဲ့အခါမှာလည်းခြေပါလက်ပါဖြစ်လာဖို့ဆိုတာအလိုလို automatic ဖြစ်လာတတ်တယ်။ နော်ဘလူးလိုအော်တိုမက်တစ်ဖြစ်လာတတ်တယ်။သို့တော်ဒါ first time ဖြစ်တယ်စိတ်ထိမ့်မရလို့ဖြစ်တယ်ဆိုရင်တော့လေတမျိုးပေါ့လေနော်။သို့တော်လည်းပဲဘလိုပဲဖြစ်ဖြစ်အရှိမချေပါလက်ပါလို့ပဲဖြစ်ဖြစ်အခုချိန်မှာပါလို့ပဲဖြစ်ဖြစ်ဘလိုနီးနဲ့မှတော့ main clay တယောက်ပေါ်မှာ အကိုရဲ့အင်အားအသုံးပြုပြီးတော့မှအနိုင်ကျင့်တဲ့ပုံစံမျိုးတော့ပြောမယ်ဆိုစုံမတာပေါ့ဗျာပြောမယ်ဆိုတော့လက်ရှိကျွန်တော်မြင်တွေ့ရတဲ့မြင်ဝေးမှာဆိုရင်တော့အမျိုးသမီးဖြစ်တဲ့သူကဖောက်ပြန်လို့ကိုကစုံမတယ်ပေါ့ဒါပေမဲ့စုံမခွင့်ဒီလိုမျိုးစုံမခွင့်ကတကယ်တကယ်တော့မဖြစ်တင်ဘူးလေနော်တော်တော်ကခြေပါလက်ပါပြီးစုံမရလောက်အောင်လေသူကခလီလေးလေးမဟုတ်ဘူးတော့ပြောမယ်ဆိုရင်ကိုနဲ့လက်ထပ်ထားလို့အသက်ပြည့်ပြီးသားမိန်းကလေးတယောက်ဖြစ်တယ်သူ့မှာတွေးခေါ်နိုင်တဲ့စဉ်းစားဉာဏ်ရှိပြီးသားဖြစ်တယ်အဲ့လိုရှိပြီးသားမိန်းကလေးတယောက်ကကိုမကြိုက်တဲ့အလုပ်ကိုလုပ်တယ်ဆိုရင်တော့ ကိုယ်မှာရွေးချယ်စရာတစ်ခုနှစ်ခုပဲရှိတယ်။နောက်အပ်ပါလဲဆိုတော့ခွင့်လွတ်မလားစွန့်လွတ်မလားဒါပဲရှိတယ်။အဲ့တော့ခွင့်လွတ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ခွင့်လွတ်လိုက်စွန့်လွတ်နိုင်တယ်ဆိုတခါတည်းကစွန့်လွတ်လိုက်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအေးအေးချမ်းချမ်းလေးနဲ့စွန့်လွတ်လိုက်မပူလောင်နဲ့မပူလောင်နဲ့ဆိုတော့ကိုယ်မခံစားဘူးလို့ပြောတာမဟုတ်တော့ဒါပေမဲ့အတက်နိုင်ဆုံးအေးချမ်းသောနီးနဲ့ဖြည့်ရှင်းတာဘယ်နေရာမှမစိုးအကောင်းဆုံးပဲနော်ကျွန်တော်နောက်ထပ်ဗီဒီယိုဖိုင်တစ်ဖိုင်ထပ်ပြပေးဦးမယ်ကျွန်တော်အတူကြည့်ရအောင်မဟုတ်ဘူး Oh my god. I'm over. ဟုတ်ကြာမင်းကလေးသူကမင်းကလေးခုနတော့ကကြတော့အမျိုးသားဘာလုံးနေလို့။ဘာဖာလဲ။ငါကအေးဆေးတော့ငါကနေတာ။ဘာဖာလဲ။ဟမ်။အဆခုဘတိလား။ဟမ်။အဆခုဘလို့ကြည့်တာ။ရရခါလေး။ရရခါလေး။ဟမ်။ မဟုတ်သေးပါဘူးဟာဒါတော့ဒါတော့မခေါ်ချင်တော့ရေသဖြစ်တဲ့တော့တော့စိတ်ညစ်တယ်ပါလိုက်ပါဟေးပါလို့ပါဘူးပါခါနဲ့ Okay ဆိုတော့ဗီဒီယိုလေးကတော့လောက်ပါပဲဗျာကျွန်တော်လည်းရည်ချင်လာပြီဗီဒီယိုရဲ့မြေခွေးတွေကိုကြည့်ပြီးတော့လေနော်ဒီတခါတော့ရည်ချင်မိတယ်ဘာကြောင့်ရည်ချင်မိရလဲဆိုတော့အရှိမကြတော့အမျိုးသားဖြစ်တဲ့သူက ပြောမယ်ဆိုအမျိုးသမီးဖြစ်တဲ့သူသွားပြီးတော့ကန်တဲ့သမီးတွေဆွဲတယ်အခုဒုတိယဗီဒီယိုဖိုင်မြင်လိုက်တဲ့အခါမှာရည်ကျင်တဲ့စိတ်ဖြစ်သွားတယ်အဲ့ဒါချမဟုတ်ဗျကျွန်တော်အတွေ့တစ်ခုခေါင်းလေးရောက်လာလို့ပြောနေနေအဘာလဲဆိုတော့အိမ်အောင်ရေးတစ်ခုကပြောမယ်ဆိုထီထိုးသလိုပဲเนาะတော်တော်လေးကိုပြောမယ်ဆိုရင်ကန်တိုက်ပဲကိုရတဲ့အရာတစ်ခုကကန်တိုက်ပဲကာဒီယံမှာကျွန်တော်တို့ကချစ်သူရည်သားဘဝမှာဒီလိုမျိုးကာလာတွေကျွန်တော်တို့မတွေ့ရအောင်တကယ်တကယ်အိမ်အောင်ပြလိုက်တဲ့အခါကျတော့မှရုပ်ချီးပြောင်းလဲသွားတာကာလာကြီးကတော့တော့ချင်းချက်ဖြစ်သွားတာ အနေထိုင်နေအပြုမှုအပြောဆိုတွေအားလုံးကအစပြောင်းလဲသွားမျိုးတွေကြုံကြိုက်ပူကြလိမ့်မယ်တချို့တွေနော်ဆိုတော့လက်ရှိမှာလည်းအားလုံးမြင်တွေ့တဲ့အတိုင်းပဲဒီကအမျိုးသမီးဖြစ်တဲ့သူကအမျိုးသားဖြစ်တဲ့သူကိုကျိန်းနေရနော်ကျိန်းတာမှသူ့လက်ထက်မှာတွေ့ရနော်အေးဘာကြီးလဲမသိဘူးဆိုတော့အဲ့လိုအခြေအနေမျိုးကြီးနဲ့ကျိန်းနေတာဖြစ်တဲ့အတွက်အဲ့ဒါကြီးရောကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲလေဒါပြောမယ်ဆိုဒါကြောင့် main lee site ကဖြစ်နေပြန်ပြီဗျနော်အရှေ့ကကျွန်တော်ယောက်ျားလေး site ကနေဖြစ်နေတဲ့မြင်ကွင်းအခုကကျွန်တော် main lee site ကဖြစ်နေပြီဆိုမင်းဘာပြောမလဲဆိုတော့ဘေးကွန်းကလာပြီကျွန်တော်ရှေ့ကိုတန်းပြီးတော့နော်အဲ့တော့ဘာပြောမလဲဆိုတော့ ဒီလိုမျိုးလက်ပါခြေပါလုပ်တဲ့အပြုအမူကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကျွန်တော်ကလုံးဝရှုံချတယ်ဒါအမှန်တရားကိုကျွန်တော်ပြောတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယူထားတာကလူသားချင်းနှစ်ယောက်တော့ပြောမယ်ဆိုအေးအေးချမ်းချမ်းငင်းငင်းချမ်းချမ်းနဲ့ဘဝတစ်ခုတီဆောက်ဖို့ပျော်ရွှင်ဖို့သွားတာဒီလိုမျိုးပူလောင်ဖို့ဒီလိုမျိုးတယောက်နဲ့တယောက် fighting play ဖို့မဟုတ်ဘူးလေအဲ့လိုမျိုးပူလောင်မယ်အဲ့လိုမျိုးတယောက်နဲ့တယောက်ပြောမယ်ဆို fighting play မယ် နောက်တစ်ယောက်ကိုတစ်ယောက်ပြောမယ်ဆိုရင်အဲတစ်ယောက်ကပြောမယ်ဆိုသီးခံပြီးလို့နောက်တစ်ယောက်ကတက်နေတဲ့ပုံစံမျိုးကဘလို့မှအဆင်မပြေဖြစ်ရှိမှာလေလက်ရှိကျွန်တော်တို့တွေ့ရတဲ့မြေငွေးနေမှာဆိုလည်းဒီတိုင်းပဲရှိမှာကျွန်တော်တို့အမျိုးသားဖြစ်တဲ့သူကအမျိုးသမီးဖြစ်တဲ့သူကိုသူ့ရဲ့အမှားယွင်းနဲ့လုံရက်ကြောင့်ပညာပေးတယ်အခုကကြတော့အမျိုးသမီးဖြစ်တဲ့သူကအမျိုးသားဖြစ်တဲ့သူကိုပြန်ပြီးပညာပေးနေတာအဲ့တော့ဘလို့ပဲပညာပေးပေးသူတို့ရဲ့စိတ်ထဲမှာပညာအပေးခံတဲ့သူရဲ့စိတ်ထဲမှာအဆင်ပြေသွားမယ်လို့တော့မထင်နဲ့တော့ ိစ္စကြီးဒါပြီးရင်ပြီးသွားမယ်။သူတို့ရဲ့ရင်ဘတ်ထဲမှာတစ်ခုခုကျန်နေလိမ့်မယ်။အဲ့ဒီမြင်ကွင်းအဲ့ဒီလုံရဲအဲ့ဒီအတန်တွေကနားထဲမှာရှိနေမှာ။အတွေးထဲမှာရှိနေမှာ။အဲ့လိုရှိနေပြီဆိုရင်အဲ့ဒီအိမ်တော်ကြီးကရေးရှိမှာဆက်ပြီးတော့ဘလို့မှအဆင်မပြေနိုင်တော့။လုံးဝဖျောက်ဖို့ဆိုတာတော်တော်ခက်တယ်အဲ့ဒီကိစ္စတွေက။နော်အားကြောင့်လို့ကျွန်တော်ပြောချင်တာကလေကျွန်တော်တို့တယောက်နဲ့တယောက်ဒီလိုမျိုးကိစ္စတွေကိုဖြေရှင်းတဲ့အခါမှာခြေပါလက်ပါပြီးကြံကြံတန်တန်အတုံးလုံးစကားတွေနဲ့ပြောဆိုမှုတွေကဘလို့မှအဆင်မပြေဘူး။အိမ်တော်ကြီးတစ်ခုမှာအေးချမ်းချင်နေဆိုရင် အဲ့တော့ main clip ဖြစ်တဲ့သူဆိုရင်လည်းအေးအေးချမ်းချမ်းနဲ့ကိုလိုချင်တာကိုပြောပြကိုယ့်ရဲ့အမျိုးသားဖြစ်တဲ့သူကိုအမျိုးသားဖြစ်တဲ့သူဆိုရင်လည်းဒီတိုင်းပဲကိုချစ်တဲ့အမျိုးသမီးကိုကိုတကယ်ချစ်တယ်ဆိုရင်ကိုဘလောက်ထိတည်ငြိခံနိုင်လဲအတိုင်းတာတစ်ခုသတ်မှတ်လိုက်အဲ့ဒီအတိုင်းတာထက်ကြော်သွားပြီဆိုရင်အဲ့ဒီချစ်ချင်းမြတ်တာတွေကိုထားနေရအောင်တော့ပို့လိုက်တခြားနေရာဆိုတာခြားမဟုတ်ကိုမှမိခင်ဖခင်နေရှိတယ်ကိုရဲ့ညီကောင်မောင်နှမတွေရှိတယ်ကိုရဲ့ရှိသမျှအချစ်တွေအားလုံးသူ့ရှိမှမပေးဘဲနဲ့ကိုရဲ့မိခင်တွေဖခင်တွေကိုရဲ့ညီကောင်မောင်နှမတွေဒါပေးလိုက်အဲ့ဒါအကောင်ဆုံးပဲ ဲ့ဒါအကောင်းဆုံးပဲပြီးလွတ်လွတ်လပ်လပ်ဘဝကိုဖျက်သန်းဒါအကောင်းဆုံးပဲကျွန်တော်ကတော့အဲ့လိုပဲအကြံပေးခြင်းတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာကိုယ်မချစ်မနစ်သက်လို့ကိုယ်မကြိုက်တဲ့အပြုမှုတွေကိုလှုပ်ဆောင်နေမဲ့လူအတွက်ဘာကြောင့်ကိုယ့်ရဲ့ဘဝရဲ့လက်ကျန်အချိန်တွေကိုကုန်ဆုံးစေမှာလဲပူလောင်နေတော့မှာလဲအေဂျင့်ရဲ့နေရာကိုတော့ပြီးတော့ကိုယ့်ဘက်ကိုအေဂျင့်ရဲ့ဘဝကိုတတရရဖျက်သန်းလိုက်တော့အဲ့ဒါအကောင်းဆုံးပဲလူတယောက်ကျွန်တော်ကပြုပြင်ကြည့်ရမယ်နောက်တစ်ခုကိစ္စတစ်ခုဖြစ်လာတဲ့အခါမှာပထမဆုံး first time မှာသူကအမားရင်းလှုပ်တဲ့ အဲ့ဒီအမာရင်လုံရင်တော့မှကိုကအမြဲတမ်းပြန်သုံးသက်မှာကိုကကိုအမြဲတမ်းပြန်သုံးသက်မှာဘာကြောင့် तू အမာရင်လုံတာလဲ तू အမာရင်လုံတာ तू တယောက်တည်းကြောင့် तू ဟာ तू လုံသွားတယ်ဒါမှမဟုတ်ငါ့ကြောင့် तू ဟာလုံသွားတာလားဆိုတာလည်းစဉ်းစားရမယ်ငါရဲ့ပေါ်ရုံမှုတွေငါရဲ့သူ့ပေါ်လိဟင်းမှုတွေငါရဲ့ပြောမယ်ဆိုသူ့ပေါ်ချစ်ခင်ကျင်နာယူရမှုတွေအားနဲ့ချက်ကြောင့် तू ဟာဒီလိုမျိုးလုံတာလားတို့အများကြီးစဉ်းစားရမယ်စဉ်းစားလို့ကိုယ့်ဘက်ကလည်းလိုအပ်ချက်တွေရှိနေဆိုကိုကိုယ်တိုင်ကလည်းပြင်လိုက်ပြီးရင်ကိုချစ်တဲ့သူကိုကိုကတကယ်ချစ်တယ်ဆိုရင် လမ်းမနဲ့လမ်းမှန်ရောက်တည်တည်ချာချာကျွန်တော်တို့အနေနဲ့လမ်းပြပေးဖို့လည်းလိုအပ်တယ်။ဒါဆိုရင်ဘလို့ပဲဖြစ်ဖြစ်သူလည်းကိုယ့်ရဲ့စေနောက်နားလည်လာမယ်။အကိုယ့်ရဲ့အချစ်တွေကိုမြင်လာမယ်ဆိုရင်တခြားသောအရာတွေပေါ်မှာစိတ်ရောက်နေမှုကပြောင်းလဲသွားပြီးကိုယ့်ရှိမှာပဲသူ့ရဲ့စိတ်တွေအာယုံတွေအားလုံးကရှိနေမှာလည်းဖြစ်တယ်။ဒါကတော့ကျွန်တော်ရဲ့အမြင်ပါ။ကျွန်တော်ရဲ့ပြောချမှုတွေအားလုံးကအလုံးစုံမှန်မယ်လို့တော့ကျွန်တော်မယူဆဘူး။အဲတော့လက်ရှိကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအနေနဲ့ရောဒီ video လေးနဲ့ပတ်သက်ပါမျက်မှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းလည်းရှိခုမှမှရေးသားကြပါကျွန်တော်နေ့စဉ်အမြကြည့်ရှုအားပေးနေကြတဲ့ viewer တူတယောက်ချင်းစီတန်းအလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါမယ်ဗျ see you next video